ဖရားရဲ့ဂုံကျေးဇူးဆိုတာမကြံစီနိုင်လောက်အောင်ကြီးကျယ်တယ်။ကြံစီလို့မရဘူး။အဲ့ဒီလောက်ကြီးကျယ်တဲ့ဂုံကိုစိတ်ကကြည်ညိုလိုက်ပြီဆိုရင်အဲ့ဒီကြည်ညိုလို့ဖြစ်သွားတဲ့ကုသိုလ်ကလည်းအစိမ့်တရားဖြစ်သွားတယ်မကြံစီနိုင်ဘူးတဲ့။ဒီချာနာထောင်နော်။ဂုံတော်ကမကြံစီနိုင်လောက်အောင်မြင့်မြတ်တယ်။အဲ့ဒါကိုစဉ်းစားရင်ဖြစ်တဲ့ကုသိုလ်ကလည်းမကြံစီနိုင်လောက်အောင်ကြီးကျယ်သွားတယ်။အဲ့ဒီကုသိုလ်ကအကျိုးပေးပြီဟေ့ဆိုရင်လည်းပဲအကျိုးရလက်ကမကြံစီနိုင်လောက်အောင်ကြီးကျယ်တယ်။ဆိုလိုတာကစိတ်ကူးရင်နေပေတဲ့ကျော်လွန်နေပေါ့ ဘုံဘုံတို့မမှီဘူးပေါ့ညံမမှီဘူးပေါ့ဟုတ်လားဂုံတို့တွေဆိုတာနော်အစိမ့်တရအစိမ့်တရဆိုတာဘာပြောတာလဲမကြံစီနိုင်မှုမကြံစီနိုင်မှုဆိုတာငါအဖြေမရှိအောင်ကမစဉ်းစားနိုင်ဘူးလို့ပြောတာဟုတ်လားမတွေးတတ်တော့ပါဘူးလို့ပြောတာပဲသဘောပေါက်လားမသိဘူးအစိမ့်တရဆိုတာဘာလဲတွေးကိုမတွေးတတ်တော့ဘူးညံမမှီဘူးဟုတ်လားအဲ့ဒီလောက်ကြီးကျယ်တဲ့ဂုံတို့ကိုကကြီးညိုရင်ဖြစ်တဲ့ကုသိုလ်ကလည်းအစိမ့်တရဖြစ်တယ်ကုသိုလ်ကအစိမ့်တရဆိုရင်အကျိုးရလက်ကလည်းဘာဖြစ်မှာတော့အစိမ့်တရပဲ ဲ့ဓမ္မကိုလည်းအဲ့ဒီတိုင်းနားလည်ရမယ်ဓမ္မကလည်းဂုံတော်ကအစိမ့်တရားပဲနော်အရိယာတန်ခါဖြစ်သွားပြီဆိုရင်အရိယာဆိုတာမဖြူရှင်တန်ရှင်းတဲ့ကိလေသာကိုသူ့အဆင့်နဲ့သူပယ်တတ်နိုင်တဲ့တန်ခါပေါ့နော်အရိယာတန်ခါဖြစ်သွားပြီဆိုရင်လည်းသူ့ရဲ့ဂုံကလည်းမကြင်စီနိုင်လောက်အောင်ကြီးကျယ်တာပဲအဲ့လိုအစိမ့်တရားဖြစ်တဲ့ဘုရားတရားတန်ခါကိုကြီးညိုရင် ကုသိုလ်ကလည်းအစိမ့်တရားဖြစ်တယ်ကုသိုလ်ကအစိမ့်တရားဖြစ်ပြီဆိုရင်သူ့ရဲ့စွန့်ရင်တတ္တိယလည်းအစိမ့်တရားပဲ